ဆိုတော့လှုပ်ချင်တဲ့စိတ်ရှိတဲ့ကောင်ကဘာစစ်ကြီးဖြစ်နေနော်ရအောင်လုပ်တယ်ဒါပေမဲ့လှုပ်ချင်တဲ့စိတ်မရှိဘူးဆိုလို့ရှိရင်အပျော်စီးကိုခွန်ခွာပြီးတော့ပါစက်တဲကိုထိုးထည့်ပေးနေတော့မှဝါးကျင်မှာဝါဆိုဂျပန်လို့ပြောလိုက်တာ ਨੇ ကြီးမားတဲ့အဆောက်အုံတွေတိုးတက်နေတဲ့နီးပညာတွေအလုတ်စူးစမ်းရတဲ့သူတို့ရဲ့နိုင်ငံသားတွေအပြင် ကြီးမားလာတဲ့အခွန်အခတွေအဲ့တော့စတာနော်ဒါကွန်ကတ်များမယ်သူတို့အစိုးရစာပြေကောင်းတယ်တော့ဒီလိုမျိုးတိုးတက်နေတဲ့ဂျပန်နိုင်ငံနဲ့ဤပညာကြီးတစ်ခုဖြစ်တဲ့ Honda ကုမ္ပဏီကိုဘယ်လိုစတင်ခဲ့ရတာလဲဆိုတာလေးကိုကျွန်တော်ဒီနေ့အချင်းချင်းလေးပြောပြပေးသွားပါမယ်ဆိုတော့ Honda ကုမ္ပဏီကတော့အားလုံးသိရတဲ့အတိုင်းပဲဂျပန်နိုင်ငံကကုမ္ပဏီအကြီးတစ်ခုဖြစ်ပြီးတော့စိုင်းငယ်တွေကားတွေသူတို့ထုတ်လုပ်နေတဲ့ကုမ္ပဏီစိုင်းငယ်တွေကားတွေလည်းမဟုတ်ဘူးဟိုးမူလီလုံးလေးကနေစပြီးတော့လေမြန်တီကူဆိုရင်ထုတ်လုပ်နေပြီနော်ဆိုတော့ Honda ကို တီထောင်ခဲ့ရတော့ဆိုအီဂျီဟိုဟွန်ဒါဆိုရဲပုံကောကနေပြီးတော့ဖြစ်ပြီးတော့ဒီစက်မှုပညာတိုးတက်စေခြင်းနဲ့သူရဲ့စိတ်နဲ့သူတီထောင်ခဲ့ဆိုတော့ဆက်ပြောပြမယ်ဒုတိယကမ္ဘာအဆစ်အတွင်1939ခုမှာတိုကာဆက်ကီဆိုရဲသူကကုမ္ပဏီကိုတီထောင်တယ်အဲ့တုန်းကတော့သူကကားအတွက်လိုအပ်တဲ့စက်ပစ္စည်းတွေဒီအပူပစ္စည်းလေးတွေထုတ်တဲ့ကုမ္ပဏီတစ်ခုအနေနဲ့ပဲရှိခဲ့တာပေါ့1944ဒုတိယကမ္ဘာစစ်အတွင်းမှာတော့အမျိုးမျိုးသောအခက်အခဲတွေကြောင့်သူတို့ပျက်စီးခဲ့ရ 1945စစ်ပွဲကြီးလည်းပြီးသွားလည်းပြီးသွားတော့သူတို့ကကုမ္ပဏီကို Toyota ကိုရောင်းလိုက်တယ်။ဆိုတော့ Toyota ကိုရောင်းလိုက်ပြီးတော့သူတို့ဘလို့နီလန်းအစ်တင်နဲ့ပြန်ပြီးစတင်ရမလဲဆိုတော့သူတို့အဲ့မှာစတင်ခဲ့တယ်ပေါ့။ဆိုတော့1946မှာမှ Honda ဆိုတဲ့ကုမ္ပဏီကိုစထောင်ပြီးတော့အဲ့တုန်းကစပိန်မှာသုံးရင်စပိန်မှာတက်ဖို့အင်ဂျင်လေးတွေထုတ်တာ။ဆိုတော့အလုတ်သွားအလုတ်ပြန်စပိန်နေရတာဝေးတော့စပိန်ကို သွားလို့ရအောင်အင်ဂျင်လေးကိုတက်တယ်အဲ့မှာဆလုတ်ခဲ့ဆိုတော့နောက်ထပ်နှစ်နှစ်အကြာ1948ခုနှစ်မှာမှသူက Honda Motor Company ကိုတည်ထောင်ခဲ့ပြီးတော့ Dream D Type လို့ခေါ်တဲ့ဆိုင်ကယ်ကိုစပြီးတော့ထုတ်လုပ်တယ်နောက်ထပ်နှစ်နှစ်အကြာ1950ပြည့်နှစ်ဒီမှာတော့ Honda Motorcycle ဈေးကွက်ကိုအောင်မြင်မှုတွေရပြီးတော့သူ့ရဲ့နိုင်ငံတကာဝင်ရောက်ခွင့်တွေပါသူရရှိခဲ့ ီလူတွေကနေပြီးစတင်ခဲ့တဲ့ Honda ကယနေ့အချိန်မှာတော့ Formula 1ကားပြိုင်ပွဲတွေဆိုလို့ရှိရင်လည်း Honda ကကောင်းပါတယ်။စက်ရုပ်နီးပညာတွေ robotic တွေလည်းသူ run နေပြီးဆိုတော့နီးပညာအရေးချက်မှာအောင်မြင်မှုတွေအများကြီးရရှိနေပြီးတော့ထူးခြားတဲ့ company တစ်ခုအနေနဲ့ယနေ့အချိန်ထိကမ္ဘာပေါ်မှာသူရပ်တည်နိုင်ရဖြစ်ပါတယ်။ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးရနေပြီးတော့ ျွန်တော်တို့လုတ်ချင်စိတ်ရှိဖို့ပဲလိုရဲဆိုတော့တင်ငန်းစာလေးတစ်ခုရလိုက်ပါရဲ့ဗျ။ Bye bye နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်။